နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံတကာရာဇဝတ်မှုခုံရုံးတစ်ကအရင်ဝင်ကြီးရှုပ်ရှိတ်ဟာစီနာနဲ့အတူလူပေါင်း28ဦးကိုတရားစွဲဆိုရမှာထိတ်တန့်ဘင်္ဂလားဒေ့ရှ်စစ်အရာရှိ25ဦးပါဝင်တယ်လို့ဒကာမျိုးအခြေစိုက် The Daily Star မှာဖော်ပြထားပါတယ်။ဒီတရားစွဲဆိုခံရတဲ့ထိတ်တန့်စစ်တပ်အရာရှိတွေအထက်မှာအငြင်းစားယူထားတဲ့ စစ်ဘုံရှုပ်တွေပါဝင်တယ်လို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အစင်းမြင့်ထိတ်တန်းစစ်အရာရှိတွေလည်းပါဝင်နေလို့သိရပါဗျ။ဝန်ကြီးချုပ်ရှိဟစီနာဦးဆောင်တဲ့အစိုးရရဲ့15နှစ်တာအုပ်ချုပ်မှုကာလအတွင်းရှုဝက်စွာဖမ်းဆီးထိန်းသိမ်းမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုအမှုနှစ်ခုအတွက်စစ်တပ်အရာရှိ23ဦးကိုယမန်နေ့ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အမှုနှစ်ခုမှာတရခန့်9ဦးဟာစစ်တပ်ကအနားယူထားတဲ့အရာရှိကြီးတွေဖြစ်ကြပြီးတော့73ဦးကတော့လက်ရှိတာဝန်ထမ်းဆောင်နေစဉ် တက်မတော်အရာရှိတွေဖြစ်ကြတယ်လို့အစိုးရရှိနေတဦးက The Daily Star ကိုအတည်ပြုပြောဆိုထားပါတယ်။တခြားဗိုလ်မှူးချုပ်တဦးကတော့လက်ရှိအချိန်အထိစစ်တပ်မှာတာဝန်ထမ်းဆောင်ဆဲလားဒါမှမဟုတ်အညီစာယူထားသလားဆိုတာကိုတော့အသေးအချာမပြောနိုင်သေးဘူးလို့ဆိုပါတယ်။နောက်ထပ်တာရီယာအမုံအတွက်ကတော့နောက်ထပ်ထိတ်တန်းစစ်အရာရှိနှစ်ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။သူတို့ကတော့ဘင်္ဂလားဒေ့ရှ်နေချာစောင့်တဲ့ BGB ရဲ့အရာရှိဟောင်းဒုတိယဗိုလ်မှူးကြီးရွန်ဝနူအစ္စလန်နဲ့ ပိုမိုမက်ဖရာဖတ်တို့ဖြစ်ကြပါရယ်သူတို့နဲ့အတူရဲအရာရှိနှစ်ဦးတို့ကိုလည်းပြီးခင်းတဲ့နှစ်ဇူလိုင်လလူထုအုံကြွမှုအတွင်းလူ28ဦးကိုတပ်ဖြတ်မှုနဲ့လူသားမျိုးနဲ့အပေါ်ရာဇဝဲမှုကျူးလွန်ခဲ့တဲ့ဆိုကတရားဝင်ဆွေးဆက်တင်ထားခဲ့တာလို့ဆိုပါရယ်အဲ့ဒီအမှုသုံးခုအတွက်တရားစွဲဆိုခံထားရတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတွေနဲ့အရာရှိဟောင်း25ဦးကိုမနေ့ကတရားဝင်ဖန်ဝင်ရန်ထုတ်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါရယ်ရှင်